တမရအဖြစ်ဒုတိယသက်တမ်းအတွက်လမ်းပြမြေပုံကိုဒေါ်နယ်ထရပ်ရှင်းလင်းပြသစွာပြင်ဆင်ထားကြောင်းမူတည်ပြောအမေရိကန်တမရဒေါ်နယ်ထရပ်ဟာသူ့ရဲ့ဒုတိယသက်တမ်းအတွက်ရှင်းလင်းပြသတဲ့လမ်းပြမြေပုံဖြစ်ပုံမပြင်ဆင်ထားကြောင်းအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီက Postgate Interview တစ်ခုမှဖြေကြားခဲ့ပါတယ်ဝါရှင်တန်မစီစီနဲ့အပြန်လှန်အခုံကောက်တွေမတိုင်ခင်တဲ့တင်ပတ်အနေငယ်လိုမှာပဲမော်တီကအခုလိုပြောကြားခဲ့တာပါ အိန္ဒိယဟာလာမယ့်ဧပြီလမှာစပြီးအခွန်စည်းချက်ဖို့ဝါရှင်တန်သတ်မှတ်ထားတဲ့ကုန်သွယ်ဘက်တွေထဲမှာအပါဝင်ဖြစ်ပြီးအဲ့လိုစည်းချက်မှုဟာမော်တော်ယဉ်ထုတ်လုပ်ရေးမှတင်စိုက်ပျိုးရေးအထိစက်မှုလုပ်ငန်းကဏ္ဍအတွက်ပို့ကုန်လုပ်ငန်းရှင်တွေအကြေရစေမဲ့ခြင်းချမှုဖြစ်ပါတယ်။မစ္စတာမိုတီနဲ့ထရက်ဒိုပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာတွေ့ဆုံပြီးနောက်နှစ်နိုင်ငံကုန်သွယ်ရေးကိုအမေရိကန်ဒေါ်လာ900ဘီလီယံသန်ဖို့အထိ2030ပြည့်နှစ်အရောက်မှာရရှိအောင် 2025နှစ်ကုန်ပိုင်းသဘောတူညီချက်တရရဲ့ပထမပိုင်းအနေနဲ့လှုပ်ဆောင်သွားဖို့ရှိပါတယ်။အခုတည်းတည်းမှာသူကအရင်ကထက်အများကြီးပြင်ဆင်ထားပုံရတယ်လို့မလ16ရက်မနေ့ကထုတ်ပြန်ခဲ့တဲ့အမေရိကန်ကွန်ပျူတာပညာရှင်ပေါ့ကတ်စတာဖြစ်သူဒေါက်တာလက်ပရင်တမန်နဲ့တွေ့ဆုံမေးမြန်းခန်းမှာမော်ဒီကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလမှာစတင်ခဲ့တဲ့မစ္စတာထရရဲ့ဒုတိယသက်တမ်းကိုရည်ညွှန်းပြီးမော်ဒီကအထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။ သူစိတ်ထဲမှာတိကျအသေးချတဲ့ခြေလန်းတွေနဲ့ရှင်းလင်းတဲ့လမ်းပြမြေပုံတစ်ခုရှိပြီးတခုချင်းစီကသူ့ရီမန်းချက်တွေစီဥတည်ဖို့ဒီဇိုင်းထုတ်ထားပါတယ်လို့မိုဒီကမှတ်ချက်ချခဲ့ပါတယ်။သုံးနာရီကြာတဲ့အင်တာဗျူးအတွင်းမစ္စတာမိုဒီကတန်ခင်းတမန်ခင်းဉာဏ်ရည်တို့နေပညာနဲ့သူရဲ့ငယ်ရွယ်စဉ်ဘဝအထီးကိစ္စရဲ့အမျိုးဆုံးကိုဖြေကြားခဲ့ပါတယ်။အင်တာဗျူးမေးမြန်းသူဒေါက်တာဘရက်ဒမန်က မိုဒီဟာသူ့ဘဝအတွက်ဆွမ်းအားအရှိဆုံးပုဂ္ဂိုလ်တွေထဲမှာတူဖြစ်တယ်လို့အတိအမှတ်ပြုခဲ့ပါတယ်။မစ္စတာမိုဒီကအဲဒီအင်တာဗျူးမှာမစ္စတာထရကိုကျဉ်းနားမှုနဲ့နှဲ့ချမှုအတွက်ခြေကျုပ်ခဲ့ပြီးနှစ်နိုင်ငံကောင်းဆောင်တဲ့အကြားခိုင်မာတဲ့တန်ရောစင်ကိုမိမောင်းထိုးပြခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။